ျွန်တော်နိုင်ငံရဲ့သမိုင်းမှာတပီးထိုးရမယ့်အဓိကပူဇော်ကြီး၅ဦးရှိပါတယ်။စစ်သူရဲကောင်းတွေတော့မဟုတ်ပါဘူး။မဲလိမဲခိုမဲကျင်လုပ်ခဲ့တဲ့ဗိုလ်ချုပ်တွေပါ။အခုကြည်နေတဲ့လူကြီးလူလက်လူငယ်တွေအပါအဝင်။တန်းနဲ့ချီတဲ့ပြည်သူတွေရဲ့အသေးကြကမဲပြတွေကိုအကျဉ်းကျဉ်းနှင်းချေဖျက်ဆီးခဲ့တဲ့လူတွေပါ။ကျွန်တော်ကတော့သူတို့ကိုရွေးကောက်ပွဲဖျက်တဲ့ပစ်သားတွေလို့ခေါ်ကြပါတယ်။အကောင်48လွတ်လပ်ရပြီးနောက်ပိုင်းမှာ၄နှစ်တစ်ချိန်ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါတယ်1951 52မှာတစ်ကြိမ်1956မှာတစ်ကြိမ်1960မှာတစ်ကြိမ်အားလုံး၃ကြိမ်ပါပြည်သူတွေကသူတို့ကြိုက်တဲ့ပါတီတွေကိုရေးချွယ်နိုင်ခွင့်ရှိခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်နိုင်ငံမှာ1962ခုမတ်လ2ရက်နေ့မှာဝန်ဒီဝင်းရဲ့အာဏာသိမ်းမှုကြောင့်အခြေစကျလာပြီဖြစ်တဲ့ရွေးကောက်ပွဲစနစ်နဲ့ဒီမိုကရေစီစနစ်ဖျက်ဆီးခဲ့ရပါတယ်1984မှာဗိုလ်နေဝင်းရဲ့အာဏာသိမ်းဆိုရကရွေးကောက်ပွဲပြန်လုပ်ခဲ့ပါတ 1984ကနေ1985အထိရွေးကောက်ပွဲ၄ချိန်လုပ်ခဲ့ပါတယ်ဒါပေမဲ့ပါတီစုံရွေးကောက်ပွဲမဟုတ်ပါဘူးတပါတီရွေးကောက်ပွဲပါတပါတီတည်းပြိုင်တော့သူ့ရဲ့မြမဆူရှယ်လီလမ်းစဉ်ပါတီကတရားရဂိုင်းတော့အမြင်နိုင်ခဲ့ပါတယ်စစ်မှန်တဲ့ရွေးကောက်ပွဲတွေမရှိတော့ဒီမိုကရေစီလည်းစိတ်သုံးခဲ့ရတာပေါ့ဆိုတော့တိုင်းပြည်ရဲ့ရွေးကောက်ပွဲတွေကိုဖျက်ဆီးပြီးဒီမိုကရေစီစနစ်ကိုအစောဆုံးဖျက်ဆီးခဲ့တဲ့ပထမဆုံးအပြစ်သားကတော့ဘူနီဝင်းပါပဲ နံပါတ်1တရားခံလို့ဆိုရမှာပါ1988မှာတော့တပါတီအာဏာရှင်စနစ်ကိုဆန့်ကျင်ဆန္ဒပြမှုတွေကြောင့်ဝန်နေဝင်းအစိုးရစင်ပြေခဲ့ရပါတယ်ဒါပေမဲ့လည်းသူရဲ့ဗိုလ်ချုပ်တွေကပဲအာဏာလွှဲယူခဲ့ပါတယ်ပြည်သူတွေရဲ့ဒီမိုကရေစီတောင်းဆိုမှုတွေကြောင့်အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေက ပါတီစုံရွေးကောက်ပွဲကျင်းပပေးမယ်ဆိုပြီးဒီပေးခဲ့ရတယ်1990မေလ28ရက်နေ့မှာရွေးကောက်ပွဲကိုကျင်းပပေးခဲ့ပါတယ်1960ရွေးကောက်ပွဲနောက်ပိုင်းနှစ်30ကြာပြီးမ ပြည်သူတွေအနေနဲ့ပထမဆုံးအချိန်မဲပြန်ပေးခွင့်ရခဲ့တာပါစစ်စိုးရကောင်းဆောင်ဘူစောမောင်ကသူတို့အစိုးရယာယီအစိုးရသာဖြစ်ပြီးနိုင်ရတဲ့ပါတီကိုအနာလွှဲပြီးတာနဲ့စစ်တမ်းလျပြန်မယ်လို့ထက်ခါထက်ခါကြေပေးခဲ့ပါတယ်ခြေကံဥပဒေရေးဆွဲဖို့ကလည်းသူတို့တောင်းရင်မဟုတ်ဘူးလို့စိုးပါတယ်ဒါပေမဲ့စစ်ဘုတ်ချုပ်တွေကကတိတည်တဲ့သူတွေမဟုတ်ပါသူတို့နိုင်စေချင်တဲ့ဝန်နေဝင်းရဲ့မဆာလာတစ်ဖြစ်ပြောင်းတိုင်းဟင်းသားစီလုံးညီညွတ်ရေးပါတီ မနိုင်တဲ့အခါမှာတော့အနာမလွဲပဲညစ်ပက်ခဲ့ကြပါတယ်။ဒါကတော့မနိုင်ညစ်မယ်ဆိုတဲ့အစဉ်တန်းနေကြတဲ့စိတ်သက်ကိုပြတာပါ။ဒါကြောင့်1990ရွေးကောက်ပွဲရလက်ဖြစ်စည်းတဲ့အဓိကနှစ်ယောက်ကတော့ဘူတန်းရွှင်နဲ့ဘူခင်ညို့တို့ပါပဲ။နောက်ထပ်အပြစ်သားဘူကျုံနှစ်ယောက်လို့ပြောရမှာပါ။ဘူတန်းရွှင်ရဲ့ရွေးကောက်ပွဲအပြစ်ကဒါရင်မဟုတ်သေးပါဘူး။2010ရွေးကောက်ပွဲအထိကျူးလွန်ခဲ့တာပါ။ဒီနေရာမှာနောက်ထပ်အဓိကတရားခံတူဦးကတော့ ဘူကျုပ်ကြီးသိန်းစိန်ပါဘူသိန်းစိန်ရဲ့စစ်တပ်ကမြန်မာနိုင်ငံရေးမှာဥဆောင်ကဏ္ဍမှာအမြဲပါဝင်နေဖို့ရမရှိဖွဲ့စည်းပုံရေးဆွဲခဲ့တဲ့မြို့သားညီလာခံမှာဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့သူပါဆိုတော့စစ်တပ်ထာဝရအုပ်ချုပ်နိုင်ဖို့အတွက်2010ရွေးကောက်ပွဲမတိုင်ခင်ကတည်းကကြိုတင်ပြင်ဆင်နေတဲ့ဘူကျုပ်တွေကအဓိကလူတစ်ယောက်ပါအဲ့ဒါတွေပြင်ဆင်ပြီးမှသူတို့အစိုးရ2010ရွေးကောက်ပွဲကိုစိတ်တိုင်းကျကျင့်ပခဲ့ပါတယ်1990 ီကောက်ပွဲတုန်းကလိုပဲအဓိကအတိုက်ခံခေါင်းဆောင်တွေကိုဖန်စီထားပြီးကျင်းပခဲ့တာဒါကတော့ရွေးကောက်ပွဲနဲ့ပတ်သက်လာရင်ဘုံကျုံကြီးတွေရဲ့သူရတက်တည်ဘလောက်ရှိလဲဆိုတာကိုကြားလာပါပဲဆိုတော့2010ရွေးကောက်ပွဲကိုမဲလိမ်ပြီးနိုင်ယူခဲ့တဲ့အဓိကတရားခံလူကတော့ဘုတန်းရွှေနဲ့ဘုကျုံအောင်တမရဦးသိန်းစင်တို့ပါပဲ2010ရွေးကောက်ပွဲမှာသူတို့ရဲ့ဇယိုင်းမှန်တွေပြန်ပေါ်လာပါတယ် သူတို့ပါတီမနိုင်တော့စစ်တပ်ရဲ့နိုင်ငံရေးလမ်းစဉ်ဖြစ်တဲ့အာနာသိမ့်တဲ့နီးနဲ့အာနာကိုပြန်လူယူခဲ့ပါတယ်ဒီဒီချိန်တော့ဟိုတန်းရွှေတက်ချုပ်ပြစ်ခံထားခဲ့တဲ့လက်ရှိစစ်ကောင်းဆောင်မင်းအောင်လှိုင်ကအာနာသိမ့်ခဲ့တာပါသူရဲ့အာနာတမန်မှုသမဏဖြစ်ကျင်တဲ့နိုင်ငံရေးလောဘတွေကအဓိကတွန်းအားဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒီနေရာမှာသူ့ကိုဝိုင်းမြောက်ပေးခဲ့တဲ့နိုင်ငံရေးသမားတွေနဲ့တိုင်းသားကောင်းဆောင်တချို့လည်းပါပါတယ်သူတို့က ေကောက်ပွဲသာတရားမများတရင်တက်ချုပ်အနေနဲ့မလုပ်ပေးနိုင်မလဲလို့သွားမိခဲ့ကြပါတယ်စီကောင်းဆောင်မင်းအွန်လိုင်းကသူမလို့ရဲတာဘာမှမရှိဘူးလို့ပြန်ဖြေခဲ့ပါတယ်နောက်ဆုံးတော့ဗိုလ်ချုပ်တွေကအာနာတနက်ပြောင်းွားကလာတယ်ဆိုတော့လက်နက်အားကိုတဲ့နိုင်ငံရေးလမ်းစဉ်ကိုပဲကျင့်သုံးတတ်တဲ့သူတွေပါဒီလိုရေကောက်ပွဲရလက်ကိုဖြတ်စည်းခဲ့တဲ့စီကောင်းဆောင်ကျင်းပမဲ့ရေကောက်ပွဲကရောဘလို့ဖြစ်နိုင်ပါသလဲ